Greedy Minds Channel မှာကြိုဆိုပါတယ်။ဒီကနေ့ဖတ်ပြပေးမှာကတော့ဆရာမမဝင်းမြင့်ရဲ့ရေးပြအိုင်မှမှော့အောင်အယုတ်ဆိုတဲ့ဝိထုတိုပဲဖြစ်ပါတယ်။နားဆင်သူမိတ်ဆွေများအားလုံးကောင်းမွန်သောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။ရေးပြအိုင်မှမှော့အောင်အယုတ် ရင်နာဝယ်ကောင်းလာသောရွာချောင်းဆရာမလီမတူစာအကြောင်းကိုပြိမိနီတော်မခင်ရွှေသည်မတူစာအကြောင်းရေးထားသောဆာရွက်များကို အစီအစဉ်ကြအောင်တေချာစွာတွဲထားလိုက်ပြီးခွားကြီးပြောပြမိဖူဆန်းအံ့ဩဖွယ်ကောင်းသောမော်အောင်မီသည့်တစ်သားရုပ်ကလေးအကြောင်းကိုဆက်လက်ရေးသားရန် ပြင်ဆင်လိုက်ရပြန်သည်ခွားကြီးသည် သူပြပြချားသည်များကိုရေးသားပြီးဆုံးသောအခါသူ့ကိုပြန်ဖက်ပြရမည်ဆိုသောကြောင့်မခင်ရွှေကအေးအေးဆေးဆေးစိတ်တိုင်းကြအောင်ပြင်ဆင်ရေးသားလိုက်သည်။မွေးနိုင်သူအဘသာပေါ်ပျောက်ွယ်သွားရာကုန်းမြင့်လေးအထက်ရှိဇေဒီအိုသည်မိသူမှတတိမထားမိပဲအမှုမဲ့အမှန်မဲ့ဖြင့်နေကြရာမှ တနာကျင်နာဖွဲကောင်းသောမိမပြိုနှင့်ယောက်ျားပြိုကိုမရွှေအိမ်တွေ့သည့်အချိန်မှစပြီးဇီဒီအိုကိုစိတ်ဝင်စားကရွာဦးချောင်းဆရာတော်ကစက်မှတ်ပြီးပြင်ဆင်လာခဲ့သည်။မြက်ပင်ပေါင်းမင်တွေကိုရှင်းလင်းထူဒက်စွာဖုံးအုပ်နေသောခြုံတွေကိုခုတ်ထွင်းပြိုကျနေသောအုပ်တွေကိုဖယ်ရှင်းရင်းဖြင့်တက်ညီလက်ညီလောက်ကင်ပြီးသောရွာသားတွေအနက် ဥစရာဆိုတော့အသက်40ကျော်အရွယ်ရွာသားကြီးတယောက်သည်ထူထပ်သောစူးကြုံကြီးတစ်ခုကိုအားကျိုးမှန်တက်ရှင်းလင်းနေသည်ထိုစူးကြုံကြီးကိုမြည်သူမှရှင်းလင်းလို့စိတ်မရှိကြချေတောသူတောင်သားတို့အဖို့တော်ယုံဖြင့်စူးကိုဂယုမဆိုင်ကြတော့လေမကြီးပေါ့စူးမျိုးအလိုလေးစူးမျိုးကိုမူဂယုဆိုင်ကြသည်မကြီးပါစုကတန်ချောင်းကြီးတွေလိုခြွန်ထက်ကအသားလေးကိုနစ်မြုပ်ဝင်ပြီးကျိုးကြံရစ်တတ်သည် အလူလေးစုကတိမ့်ငှက်နှုတ်သီးလို ကောက်နေတော့ကြောင့်အသားကိုရိုးရိုးမစူးပဲချိတ်ဆွဲထားသလိုစူးတတ်သည်ယခုမှဥစရာရှင်းနေသောခြုံသည် မကြီးပေါ့စူးပင်တွင်ရော အလူလေးစူးပင်တွင်ရော ထူထပ်စွာဖုံးအုပ်နေသောကြောင့်ဤသူမှရှင်းလို့စိတ်မရှိကြချင်းရှင်းသူတွေကထိုခြုံနေရာကိုရှောင်ကွင်းပြီးရှင်းကြသည်ထုံရှိသောနေရာသည်လဲပြူကြနေသောဇေလီအိုဤဖနက်တော်နေရာဖြစ်သည့်အပြင် စေတီတော်နှင့်အနီးဆုံးနေရာဖြစ်သည်။ဖျားခူးလိုသူတို့အဖို့ထိုးချုံရှိနေသည့်အတွက်ဘာအနောက်ရှမ်းမှမရှိပဲလွတ်ကင်းနေစေကာမူဥစေယဤမျက်စီထဲမှာကကြည်ရသည်မှာမရှင်းမလင်းဖြစ်နေသည်။မင်းတို့ဘသူမှ မရှင်းခြင်းငါရှင်းမယ်ကွာ ဟုဥစေယကကြွေးကြော်လိုက်သည်။ရှင်မမင်းလိုစူးမကြောက်တဲ့သူရဲကောင်းမျိုးတွေအတွက်ဖြစ်နေတဲ့ခြုံပဲကွမင်းအသားတွေကတမဏိတွေဆိုတော့ဒီလောက်စူးမျိုးကဘယ်စူးရဲမှလဲ စူးစမ်းရှင်းရင်စူးဒီလောက်ထူတတ်တဲ့ခြုံထဲမှာရွှေအိုးမရှိပါဘူးလို့ဘသူကပြောနိုင်ပါလေတော်တော်ကြာဇေယျတို့ရွှေအိုးကြီးတွေ့ခြင်းတွေ့နေမှာဟုတ်တက်တူရဲတို့တငယ်ချင်းရောင်းရင်းများကတရွာသေးသာပြောမနာဆိုမနာရီပီပီတဟားဟားရင်မောရင်ပြောကြဆိုကြသည်ကိုစိတ်မဆိုးပဲအီဘောကွာဒီစူးကြုံကြီးကိုငါရှင်းလို့ရွှေအိုးကြီးတွေ့ရင်ရွှေတွေကိုဒီလိုစူးကြုံမျိုးတွေကိုပြန်ကျဲထည့်လိုက်မယ် မင်းတို့ရွှေမတ်တဲ့ဇော်နဲ့ရှင်းညာမှာစူးကြုံရင်းရှင်းမှာဟုစကနိုင်လူပြီးပြန်ပြောလိုက်သည်ထို့နောက်တနည်းတနံပကံဖေပြေးမလဲဟုသော ထုံးကိုနှလုံးမူကထူထက်လှစွာသောစူရီကိုစိတ်ရှည်လက်ရှည်ရှင်းနေသောဥစီယာကိုအပိစကားပြောကြနောက်ကြပြောင်းကြရင်ဖြင့်သူတို့တာဝန်ယူထားသည့်ဘက်ကတဖြည်းဖြည်းရှင်းသွားသည်ဥစီယာရှင်းနေသည့်စူးကြုံကြီးကတဝက်ပင်မကြသေးစေလူလဲဟေလက်မြောက်ပြီလား အစကလေးကဒီတိုင်းထားလိုက်ပြီးရောဘသူမှမလုတာကိုတွားလုတော့အခုတော့မနိုင်မနှင်းဖြစ်နေပြီမဟုတ်လားဟူ၍၎င်းမင်းမနိုင်တော့ရင်ပြောတို့လာကုန်မယ်။လက်ဖက်ရည်ချမ်းနဲ့ပဲလော်တိုက်မလားဟု၍၎င်းပြောကြဆိုကြတော့အခါဥစီရသည်တရွာထဲနေတရေရဲတောက်တွေဖြစ်၍စိတ်မဆိုးတော့လေစိတ်ထဲကမခံခြင်းပဲဖြစ်သွားသည်။အမမင်းတို့ကူစရာမလိုပါဘူးကွ။အစကလေးကငါနိုင်လို့ငါကန်ခဲ့တာပဲ ိကြပေါ့ကွာငါတယောက်ထင်းနဲ့တန်တန်ရှင်းရှင်းဖြစ်အောင်လုပ်ပြပါမယ်ဟုပြန်ပြောလိုက်သည်တဖြည်းဖြည်းနဲ့အချိန်ကကုန်သွားသည်ညနေအချိန်ရောက်လာသည်ဝင်းလူဆဲဆဲနေမင်းကြီးသည်ဝိုင်းဆက်နေရတော့အတွင်ဖြင့်အနောက်ဖက်မိုးကုတ်ဆက်ဝိုင်းစီသို့တရွေ့ရွေ့နှိမ့်စင်းနေသည်ကောင်းကင်ပြင်တစ်ပြင်လုံးသည်ရွှေရောင်ဖုံးနေသလိုဝါလွင်နီမောင်းသောတိမ်ရောင်တွေတောက်ပနေသည်မှာရှုမငီးအောင် တင့်တယ်လှပေသည် ဟိုတာဝန်ယူထားသည့်နေရာတွင်ရှင်းလင်းပြီးဖြစ်၍အတီးတီးပြန်ကြရန်ပြင်ဆင်နေချိန်မှာဥဇေယကခြွေတလုံးလုံးဖြင့် သူ့စူးကြုံကြီးကိုရှင်းလင်းစေဖြစ်သည်။ပြန်ကြဆိုရင်ဇေယကြီးမနေ့မှဆက်ရှင်းกว่าမနေ့ပြန်တို့လာကိုပါမင်းမင်းလက်ဖက်ချောက်ကိုပဲလော်ဖို့မကုံစေရပါဘူးกว่าပြန်ကြတော့မည်လူစုက ပြောသောအခါဥဇေယကစူးကြုံခုန်နေသောဓားကိုမချပဲပြန်ပြောလိုက်၏။မင်းတို့ပြန်ချင်းပြန်ကြလေ နီယောင်တိမ်ယောင်တွေရှိပါသေးတယ်ကွာငါဟောဒီခုတ်ဖြတ်ပြီးသားစူးပင်ငုတ်ကြီးတငုတ်ကိုပောက်တူးနဲ့ကလောထုတ်အောင်မင်းတန်နာရီမနဲ့ကြမှာမင်းတို့ကုချင်းကူမကုချင်းနေငါကတော့မပြီးမချင်းစိတ်ရှိရှိထားပြီးရှင်းပါပဲဦးစရာစကားကြောင့်ရွာသူရွာသားတွေကရင်ရင်မောမောဖြင့်သူတို့ပောက်တူးတွေဓာတ်တွေသိမ်းငါပြန်ချကုန်လေသည် ဥစေယကသူ့စကားအတိုင်းကြီးမတုတ်ခိုင်းသောစူးပင်ငုတ်ကြီးကို ပောက်တူးဖြင့်ပောက်လိုက်တန်နယင်းဖြင့်ကလော်လိုက်ဖြင့်ကျိုးစားပန်းစားနှုတ်နေသည်နှစ်ပရိစေတာမိညာကြာညောင်းသောအချိန်ကပောက်ခွားရှင်တန်နေခဲ့သောစူးပင်ကြီးမှန်မသိပင်စီကတုတ်နေသည်နှင့်အမျှအမြင့်ဒုတဲ့အုံကလည်းကြီးမလွန်လာသည်စေတနာလဲပါမခံခြင်းစိတ်ကလည်းရှိနေသောဥစေယသည် နေရောင်တင်ရောင်မပြောင်မီမှာအမြင့်အောင်ကိုပြီးအောင်ကလော်ထုတ်မိသည်အမြင့်အောင်ကြီးသည်တစ်ဖြည်းဖြည်းနှင့်မြေပေါ်ရောက်လာသည် အမြင့်အောင်ကြီးကိုဆွဲနှုတ်လိုက်သောအခါကြီးမားသော အမြင့်အောင်ကြီးနေရာသည်တွင်းနက်နက်လှန်ကောင်းတပွဲဖြစ်သွားသည် အတော်ရှိတဲ့အမြင့်ပင်ဥစီယာကပြောရင်နောက်တနေ့တူရအုံးမြင့်အမြင့်အုံညာများသည်အင်းများလောက်ပင်နှက်လေမလားဟူသော အတွေ့ဖြင့်လက်ထဲရှိနေသော တန်တရင်ကို တွင်းထဲထိုးကြည့်လိုက်လေသည်ထို့အခါတန်တရင်သည်တွင်းထဲမှဒစုံတစ်ခုမာကြောသောအရာဖြင့်ထိနေသည်ကို သိရသည်ထို့အရာသည်ကြီးမားပုံတော့မရကြည်တန်တရင်ထိတ်ဖြင့်ထိသည့်အခါတည်ငိမ်မနေပဲလှိမ့်ထွက်သွားသည်ချော်ထွက်သွားသည်တန်လုံးလိုလိုအုတ်ခဲလုံးလိုလိုအရာဖြစ်ကြောင်းခတ်မှန်းမိသည် ဥစီယာကတန်တရင်ကိုပြန်နှုတ်ယူလိုက်ပြီးလက်ဖြင့်ကုန်းနိုင်လိုက်သည်လက်ဖြင့်မှီတော့မှီသည်စုပ်ကန်ယူနိုင်အောင်မမီးပဲလက်ဖြားဖြင့်ထိယုံသာထိသည်ထိုအရာသည်ဘဲဥပုံတံတန်းလုံးတလိုလို ရှင်မျောတလိုလိုတံတန်းမျိုးဖြစ်ကြောင်းသိရသည်လေးလံခြင်းကမရှိချေသူ့လက်ဖြားဖြင့်ထိသည့်အခါနှုတ်ရှားသွားခြင်း လိမ့်သွားခြင်းကိုထောက်၍တစ်သားလုံးတစ်လုံးဖြစ်မည်ဟုတွေးသည် ဥစေယကထိုအရာဝတ္ထုကိုတိလို့သောစိတ်ပြင်းပြလာသည်ထို့ကြောင့်ပေါက်တူးကိုတွင်းနေချပြီးပေါက်တူးဖြင့်ကော်ယူလိုက်သည်နေဝင်သွားပြီဖြစ်သောလေလင်းထိန်နေပြီးသောတင်ရောင်ဖြင့်တွင်းနေမှကောက်ယူလိုက်သောအရာဝတ္ထုသည်ဘဲဥပုံတစ်သားလုံးတစ်လုံးဖြင့်ကြောင်းတွေ့ရသည်တင့်မြစ်တွင်အောက်မှဒီတစ်လုံးကကြံ့ကြံ့ဖန်ဖန်ရောက်နေပါလားဘာများပါလိမ့်ကိုအကောင်တွေပြောတယ်လို့ရွှေဥတော်မတွေ့ဘူးတစ်သားလုံးပဲတွေ့နေပြီ ဥစေယကတကိုးတဲ့ပြုံးပြုံးရဲရဲပြောရင်တိလိုသောစိတ်ကြောင့်တစ်သားလုံးကိုတေချစွာကြည့်လိုက်သည်တစ်သားကကျွမ်းသာဖြစ်ပြီးဆွေးမြေ့ခြင်းမှကာကွယ်သည့်စိတ်ဟီတမျိုးဖြင့်စိန်ထားဟန်တူသည်အယုံနဲ့လူလိုတကြဘိုးနဲ့လူလိုအနံ့တမျိုးထွက်နေသည်တခုခုတော့တခုခုပဲဥစေယကပြောပြီးတိလိုသောစိတ်ဖြင့်တစ်သားလုံးကိုလက်ပေါ်တင်ကဓာဖြင့်အသားလီဆက်ပြီးခွဲလိုက်သည် တအားခုန်လွဲလျင် အထင်းမှာဘာရှိသည်မသိ၊ကွဲကြီးပျက်စီးသွားမည်ပစ္စည်းမျိုးဖြစ်နေမှာကိုဆိုသည် ထို့ကြောင့်အသာအရာဓာဖြင့်ဆက်လိုက်ခြင်းဖြစ်သည်တတအလုံးသည်လွယ်ကူစွာခွဲ၍ရအောင် အရာပေးစီမံလုပ်ကင်ထားဟန်တူပါသည်ဓာဖြင့်တကြိမ်သာဆက်လိုက်ရသည်အခုအထက်အကွေ့အကောင်မရှိပဲညင်းညင်းညာညာပင်ထက်ချမ်းကွဲသွားသည် ွဲသွားသောတစ်ကားလုံးနှင်းမှထွက်လာသောပစ္စည်းကိုမြင်လိုက်ရသောဥစေရသည်နားမလည်နိုင်အောင်ဖြစ်သွားသည်တစ်ကားလုံးကလက်သီးဆုံးမြသာရှိသောကြောင့်တစ်ကားလုံးနှင်းမှထွက်ပေါ်လာသည့်ပစ္စည်းသည်တလက်မှခွဲအရွယ်မြရှိသော ပမာဏရှိသောတစ်ကားအယုတ်ကလေးတယုတ်ဖြစ်သည်အယုတ်ကလေးကစောင့်ကြောက်ထိုင်နေဟန်ဖြစ်သည်ရဲရဲညီညီသောမျက်နှာဖြင့်ဥကောင်းပေါ်မှရှေးဘောင်းတုတ်တံမျိုးစောင့်ထားသည် ခန္ဓာကိုယ်မှာမိသည့်အဝတ်မျိုးဟု မပြောနိုင်မသိနိုင်အောင်ပင်ရဲရဲတောက်နီနီသည့်သေးမြင်သည့်ချိုးကလေးများဖြင့်အဖျားဝင်စရာမရှိအောင်ပင်အထက်ထက်ရစ်ပတ်ချီနှောင်ထားသည်ကျိုးကိုဖြည့်ကြည့်ရန်ဦးစီရာကစိတ်ကူးပြီးကျိုးစာကိုရှာ၏မတွေ့ရချင်းခြိထားသည်မှာလည်းတင်းကျပ်လွန်းသောကြောင့်ကျိုးအခွေလေးကအယုတ်ကလေးကိုဆွဲထုတ်ရန်ကမိသည့်နင်းနင်းမြမဖြစ်နိုင်ချင်း ကျိုးစာပေါ်လိုပေါ်ညာဥစီယာကဓာဥဖြင့်ထိုးခွဲရန်ကျိုးအခွေနှစ်ခုကြားကိုဓာဥတိလိုက်ပြီးတွင်အယုတ်ကလေးသည်ဥစီယာလက်ထင်မှချော်ပြီးမြေပေါ်သို့လွတ်ကျသွားသည်ဥစီယာက ကောက်ယူပြီးဓာဥဖြင့်တိပြန်သည်လက်ထဲကချော်ပြီးလွတ်ကျသွားပြန်သည်ဤသို့ဖြင့် သုံးလေးချိန်မှဖြစ်နေသောအခါတင်ယောင်ကအားနည်းလာပြီးအမောင်ရိတ်ကတန်းလာပြီးဖြစ်ရာဥစီယာက အယုတ်ကလေးမှာရွတ်ပတ်ထားသောကျိုးတွေကိုဖြည့်ရန်ကိစ္စလက်လျှော်လိုက်၏။မှောင်လာပြီးစံတဝဝနဲ့လှုပ်လို့ချောပြီးထိုးမိရင်ဘာမှမသိရခင်ပြက်သွားအောင်မယ်။နှက်ဖြန်ခါမှနေအောင်နဲ့မှတိတိချာချာကြည့်ပြီးကျိုးဖြည့်ကြည့်မှဦးစရာကပြောပြီးအယုတ်ကလေးကိုအင်ဂျီအိတ်ထဲထည့်လိုက်သည်။ထို့နောက်သူတန့်ရှင်ရေးကိရိယာဒဇာဗလာရီကိုတင်းဆဲထုတ်ပို့ပြီးအိမ်ပြန်လာခဲ့သည်။ ။ဥစေယအင်ပြန်ရောက်သောအချိန်မှာမှောင်နေလေပြီ။ဥစေယဤဇနီးနှင့်သားသမီးများကထမင်းပွဲအစဉ်တင်ဖြင့်စောင့်နေကြသည်။တော့ဘာကြောင့်ဒီလောက်မိုးချုံနေရတာလဲ။ဟူသောဇနီးတဲ့အမေကိုစူးကြုံကိုဇွဲကောင်းကောင်းနဲ့ရှင်းနေလို့ကွာဟူသောအဖေကိုသာဥစေယပေးမိသည်။ထူးဆန်းသောအယုတ်ကလေးအကြောင်းလုံးဝသတိမရခြင်း။မမောဖြင့်အိပ်ပျော်နေသောဥစေယသည်ဟဲ့ဇေယထထ ဟူသောအသက်နှင့်အတူတစုံတစ်ယောက်ကသူ့လက်မောင်းကိုကင်နှိုးနေသောကြောင့်ဦးစီယာကနှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေရမှနိုးလာသည်ညီသူကမိသည့်ကိစ္စဖြင့်နှိုးလေသည်နည်းဟုဦးစီယာမျက်လုံးဖွင့်ကြည့်လိုက်သည် သူ့ခေါင်းရင်းမှရက်နေသောလူတစ်ယောက်ကိုဦးစီယာမြင်ရသည်ဦးစီယာသည်အိယာမှကြပြကတိထလိုက်၏သူ့ခေါင်းရင်းမှရက်နေသောသူသည်ယောက်ျားတစ်ယောက်ရှိတင်ရှိထိုက်သော ကိုခန္ဓာအရက်အမောင်းရှိပြီးတကူလုံးသည် ခင်းတာဗရာဆိုထားတကဲ့သို့တကူလုံးရဲရဲနေနေသည်အသားအယောင်ကသည်နေနေသည်မဟုတ်ဝှထားသောအဝတ်အစားတွေကပါရဲရဲနေနေသည်တူရင်းအင်းကြီးလက်ရှိဝှထားပြီးပစိုးကို အောက်ပိုးကြိုက်ထားသည်ဦးစေရကဘာမှမသိပဲထူးဆန်းသောလူနီကိုသာမျက်တောင်မခတ်စိုက်ကြည့်နေသည်ဇေယျလွဲအိတ်ကြီးကြီးတစ်လုံးယူခဲ့ လူနီက အမိန့်ပေးသည့်အတိုင်း ဦးစေရသည်မငင်းဆန်မဲလွဲအိတ်ကြီးတစ်လုံးကိုယူပြီးပခုံးမှလွဲလိုက်သည်လာငါနောက်လိုက်ခဲ့လူနီကပြောပြီးရှေ့မှထွက်သွားရာ နောက်တော့ဦးစေရကလည်းမငင်းမဆန်လိုက်သွားသည်လူနီသည်လေကွင်းနေတောင်တန်းတွေကိုဖြတ်ပြီးဦးစေရကိုခေါ်သွားသည်သူတို့သွားနေသောလမ်းကိုဦးစေရကောင်းကောင်းသိသည်ထိုလမ်းသည်သူတို့နေသည့်ရွာနှင့်နှမိုင်ကြော်ကြော်ဝေးသည့်အိမ်ကြီးချင်းရွာတရွာဖြစ်သည် ရွာထဲကိုရောက်သောအခါလူနီသည်အိမ်ကြီးတအိမ်ရှိမှရက်လိုက်သည်ထိုအိမ်ကြီးကိုလည်းဥစေယသတိချချာတည်သည်လဲပိုင်ရှင်မြေပိုင်ရှင်တထေဥတုတော်အိမ်ဖြစ်သည်တထေအိမ်ပြီးပြီးသုံးမှတ်လုံးတန်တိုင်းတွေခိုင်ငံ့စွာစိုက်ထားသောတကားတွေကတော်ယုံတန်ယုံလူစိုးတွေကျန်း၍မရနိုင်ချေတနက်ပါသောဓမြဖြစ်မှသာလျှင် ရွာသူရွာသားအနာမကပ်ဝင်အောင်တနက်ပြေးပြီးပစိန်နှင့်ဖျက်ဝင်ရမည်တကားကြီးတွေဖြစ်သည်သို့တော်သူနှင့်လူနီးတို့အိမ်ရှိရောက်လျင်ပင်တကားတွေပွင့်လျက်တွေ့နေရသောအိမ်ကြီးကိုဥစေရာကများစွာအံ့ဩမိသည် လူနီးကရှေ့မှဝင်သွားသည်ဥစေရာကနောက်မှလိုက်သွားသည် လူနီသည်ဥစေရာကိုပွင့်နေသောတက်တာကြီးတစ်လုံးထဲမှ ရွှေရင်းကားတွင ရွှေလက်ဝက်လက်စားတွေကိုဥစရာလွဲလာသောရဲအိတ်ကြီးတဲ့သို့ကျုံးထည့်စေသည် လူနီခိုင်းသည့်အတိုင်းဥစရာကလည်းနာခံလောက်ကင်သည် ထို့နောက်လူနီကဥစရာကိုအိမ်သို့တန်တန်မတ်မတ်ပြန်ခေါ်လာခဲ့သည်အိမ်ရောက်သောအခါဥစရာကိုအိယာရင်အထိလူနီကလိုက်ပို့သည်ပစ္စည်းတွေတင်းလိုက်အိတ်တော့လူနီကပြောပြီးပြောက်သွားသည်ဥစရာသည် လူနီအမိန်အတိုင်းနာခံလှုပ်ဆောင်ပြီးအိယာပေါ်ပြန်လှဲချလိုက်ပြီးတွင်နှစ်ချိုက်စွာအိပ်ပျော်သွားလေသည် နောက်တနေ့တွင်ဦးစေရသည်ညကအဖြစ်ကို အိမ်မက်များလားဟုတွေးကအိယာမှထလင်းထခြင်းညကပစ္စည်းတွေတင်းထားသောတစ်တာကို ဖွင့်ကြည့်လိုက်သည်ညကသူယူလာခဲ့သောပစ္စည်းတွေကိုသူထားခဲ့သည့်အတိုင်းနေရာမပြတ်တွေ့နေရသောအခါဦးစေရများစွာအံ့ဩမိသွားသည် ဘလို့လူနီမျိုးကခေါ်သွားပြီးဘလို့အဖြစ်မျိုးဖြစ်ဒီကိုဥစေရာလုံးဝစဉ်းစား၍မရကြည်တို့နှင့်ပင်ဖျားစီဒီအိုမှာ ရှင်းစရာကြံ့နေသည်တော့စူးချုံကိုတတိယလိုက်တော့ကြောင့်လူစရာရှိသည့်ပစ္စည်းတွေကိုပြင်ဆင်ပြီးမင်းကဝက်လက်ဆိုင်အင်ဂျီကိုချိန်ထားသောနေရန်မှဖြုတ်လိုက်သည်အင်ဂျီကိုဝက်လိုက်သောအခါအင်ဂျီအိတ်ထဲမှ ခုလူဖြစ်နေသည်ကို တွေ့ရသောကြောင့်မိသည့်အရာလည်းဟိုနှိုက်ကြည့်လိုက်သည် ထိုအခါမှသစ်မြစ်ကို တူးပစ်လိုက်တော့တွင်းထဲမှရလာသည့်အယုတ်ကလေးဖြစ်သည်ကို တွေ့ရသည်။ငါလှုပ်เสียရအလုပ်ရှိသေးတယ်။မိငိုကြည့်နေအလုပ်ပြီးမှမဟုတ်ဘူး။နောက်မှအေးအေးဆေးဆေးကြည့်တော့မင်း။ဦးเสียရကပြောရင်အယုတ်ကလေးကိုသူ့အိတ်တီဘက်ကျွတ်လျှောက်တန်းပေါ်မှာတင်ပစ်ခဲ့သည်။ရဲအိတ်ထဲကပစ္စည်းတွေအတွက်မဘာလို့ရမှန်းမသိသေးချေ။ပြန်မပေးဘဲယူထားရန်ကိုမူဦးเสียရလုံးဝဆန္ဒမရှိချေ။ ပြန်ပြီးရင်စဉ်းစားလိုက်တော့အခါသူ့ဖြစ်ပုံကိုမိသူမှယုံကြည်မည်မဟုတ်ပဲခိုးယူထားပြီးမှမလုံတော့၍မနေဝင့်တော့၍ပြန်ပြီးသည်ဟုထင်လျင် သူ့စေတနာသည်ဝေဒနာဖြစ်သွားနိုင်သည် ဥစေယစဉ်းစားရင်းဖြင့်ဇေဒီအိုရှိရာ ထွက်လာခဲ့သည်စုကြုံများရှင်းနေစဉ်မှာပင်ပစ္စည်းပြောက်တော့ဥတုတော်လူရွာပန်းမှလူသုံးယောက်ရှောက်လာကြသည်မြို့ကိုသွားသောလမ်းသည်ဥစေယရိုရွာထိပ်ဇေဒီအိုနားမှဖြတ်သွားရသည် ထိုလူ၃ယောက်အနက်တစ်ယောက်သည်ဥတုတော်ဖြစ်သည်။နေရုံမြို့ဥတုတော်မျက်နာမကောင်းမဲခေါင်းငိုက်ဆိုင်ချထားသောဥတုတော်ကိုစူးကြုံခုန်နေသောဥစေယာကလှမ်းနှုတ်ဆက်လိုက်သည်။ဥတုတော်ကညကသူ့အိမ်တခိုးခိုးသွားသောကြောင့်မြို့ကပ်ကိုတိုင်မီဖြစ်ကြောင်းပြောကအိမ်ရှင်မတော့ရှိသမျှပြအောင်ကုန်သွားတော့မျက်ရည်နဲ့မျက်ခွက်ဖြစ်နေပြီဗျာတသက်လုံးမဆိုင်ရမတော့ရဲ့စူးစောင်းထားတာလေးပဲကိုစီယာဟဲ့ဦး စကားအဆုံးသက်ခါဆိုက်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 ဖြင့်ထွက်သွားလေသည်။ဦးစေရသည် ထွက်သွားသောဥတုရောကိုလှမ်းမျောကြည့်ကဘလို့လုံးရရင်ကောင်းမှမည်လေဟုတွေးနေရမှအကြံတစ်ခုကဥကောင်းနှင့်လျှက်ပြက်သလိုဝင်လာသည်။ထို့အခါမှစိတ်ထဲမှပေါ့ပေါ့ပါပါဖြစ်သွားကစူးကြုံကိုတွတ်တွတ်ဖြင့်မြင်မြန်ရှင်းနေသည်။ ဥစီဟာဘီရင်တွက်တက်မှမတိဘူးအခုမှတိတယ်မှန်လိုက်လေကွယ်ကိုဘက်ရွာကကိုတူတော်ပစ္စည်းတွေတခိုးခိုးခံရတာဓာတ်တိုင်လို့လည်းအကြောင်းမထူဘူးတခိုးလည်းမမိပစ္စည်းလည်းမရဖြစ်နေတာကိုစီဟာဘီရင်ဟောလိုက်တာတန်းကနေပြန်ရတာပဲဟုတ်လားဒီကပြန်ရလေသူကနတ်ဝိဇ္ဇာပူပြီးပြောတာလေရွာနေပါးကနဘူးချုပ်ကြီးရဲ့မှာမြုပ်ထားတယ်သွားဖို့ယူလို့ပြောတာပဲ ။နဝိဇာကပြောပြီးချက်ချင်းထွက်သွားတယ်။တခွမဲပြောတဲ့အတိုင်းပစ္စည်းတွေဘယ်မှာရှိလဲ။ပစ္စည်းတွေပြန်ရရင်တခိုးကိုရံမပြုတ်နဲ့တော့လို့ပြောသွားတယ်။ပစ္စည်းပြန်ရတာကလူရင်းမဟုတ်လား။ဥတုတော်လူဝမ်းသာကြလို့ဟိ။မတိသူတွေကဥစေယကိုနဝိစာပူးနိုင်သည်သူတော်ကောင်းကြီးဟုအတိအမှန်ပြုကြသည်ဥစေယခံစားနေရသည့်စိတ်ဒုက္ခကိုကသူတို့မတိကြခြင်း ဥစေရာသည်တလမှာ၄-၅ခါလောက်လူနီကြီးကခေါ်သွားခြင်းခံနေရသည်။၎င်းကြော်ပြီဆိုလျင်အချိန်မှန်ပေါ်လာတတ်သည်။ထို့နောက်ပြုမြဲအတိုင်းလွယ်အိတ်ကြီးလွယ်ကလူနီကြီးနောက်ကလိုက်ရသည်။ စေရနေထိုင်သည့်ရွာမှလူတွေဤပစ္စည်းကိုက လုံးဝမနှောက်ယှက်ဖဲအခြားရွာမှပစ္စည်းကိုမူတရုတ်ကလာမြို့ကိုမှမရှောင်မဲငွေကြီးချမ်းသာသောအိမ်တွေကို တကားမရှိ အစီအတာမရှိဝင်ရောက်ခါရွှေငွေများကိုရွယ်အိတ်အပြစ်တင်းကျုံထဲပြီးယူစီသည် လူနီကြီးလာခေါ်ရင်ဥစေရမလိုက်ဖဲမနေနိုင်ချေ သူစိတ်ကိုကပင်လူနီကြီးခေါ်သွားသည့်အချိန်ကစပြီးအိမ်ပြန်ရောက်သည့်အချိန်အထိလူနီကြီးအမိန့်ကိုဥစေရာကျိုးနွန်စွာနာခံနေရသည်။နောက်တစ်နေ့ရောက်သွားသောအခါမှပစ္စည်းတွေကိုဤသူမှမသိအောင်တော်တဲ့တနည်းရရာမှသွားမြုပ်ထားလိုက်ပြီးနှဝိစာပူဟန်ဆောင်၍ဥษาရှင်ကို ပြန်ပေးနေရသည်။ဤအကြောင်းကို အခိုးခံရသောဥษาရှင်ကစိုးစင်းမှမရိပ်မိခြင်း ဥစေယားကိုကျေးဇူးအတင်းကြီးတင်နေကြသည်။ဤမြလောက်တောင်းချမ်းနေသောတခိုးကိုရွာတိုင်းရွာတိုင်းကညာလုံးပေါင်မအိပ်ဖဲကင်းချဆောင်ကြသည်။မြလောက်ဆောက်ရှောက်နေသည့်အကြားမှာမြည်သူမှတခိုးကိုမမြင်ကြရ။မဖမ်းမီပဲပစ္စည်းတွေသာပါသွားခြင်းခံနေရသည်။အခိုးခံနေရသောရွာသားတွေကလည်းဥစေယားကိုတန်တရာမဖြစ်ကြချင် နဝိဇာပူးချင်းခန့်နေရသော သူတော်ကောင်းဥစေယာရှိနေ၍သူတို့ပစ္စည်းတွေပြန်ရနေသည်ဟုဥစေယာကိုကျေးဇူးတင်က စားကောင်းတောက်ဖွဲများအဝတ်ပစိုးများဖြင့်လာရောက်ကြောနေကြ၏သူတို့တွေကြောသောပစ္စည်းကိုဥစေယာလုံးဝမစားလိုပါအတင်းအကျပ်တောင်းမှန်ပေးနေသောအခါဥစေယဤဇနီးကအာနာသောကြောင့်လက်ခံယူနေရသည်ထိုပစ္စည်းကိုလည်းသူတို့စားတော့ရမှာသုံးခြင်းမရှိသလောက်ပင် ဝင်လာမဆဲတသေးသေးသောသတင်းမီးသူတွေဥစေယားကို ကြည်ညိုသောအားဖြင့်လာကြသူတွေကိုအဲ့ခံကျွေးမွေးခြင်းပြုကြသည်ဥစေယားသည် သူတွေ့ကြုံနေရပုံနှင့်ခံစားနေရသောစိတ်ဒုက္ခကိုဘာကြောင့်မှန်းမသိဤသူကိုမှပြောပြခြင်းသောဆန္ဒမရှိကြရုပ်စွာအစုံသူ့သားသမီးများနှင့် သူ့စမီးကိုပင်ပြမပြောမိပဲနှုတ်အလုံးကြီးလုံနေမိသည် ။ဤကြံလိုက်ရင်ပြောလိုသောစိတ်ပျောက်သွားသောကြောင့်မျိုးသိပ်ထားခြင်းဖြင့်ဥစေရာဤတည်ငါကြီးသည့်ထက်ကြီးလာသည်။တနည်းတွင်တော်တော်ဝေးသည့်ရွာတရွာမှာနေသောဥစေယာဤအမရင်တယောက်သည်မောင်ဖြစ်သူတင်းကြီးလှသောကြောင့်ရောက်လာသည်ဟဲ့ဇေယာရဲ့တခိုးခိုးရယ်ဆိုတာကအိမ်ရှင်ရဲ့ပော့ရော့မှုများကြီးပါတယ်နော်ငါကလည်းတောအလိုက်ဘာဝတော်တော်ချမ်းသာတယ်ဆိုတာနင်အသိပဲ ငါးပိုင်ရွှေတပိတ်တာကြောကြောရှိနေတာပဲကျွန်းတစ်တာကြီးရဲ့ကအံဖုံးထဲမှာတစ်တေးချာချာထက်တော့ခတ်တစ်တာကြီးပေါ်မှာငါအိတ်တယ်ဘယ်သူကခိုးနိုင်ပါလဲငါကလည်းအင်မတန်အိတ်ဆက်တာငါပစ္စည်းခိုးခြင်းရင်တစ်တာပေါ်အိတ်နေရင်ငါကိုအောက်ချပြီးမှခိုးရမှာငါလိုဂယုတဆိုင်ဆောင်ရင်သူကခိုးနိုင်ပါလေအမဖြစ်သူဤစကားကိုကြားတော့ဥစေရသည် ခမားအိမ်ကိုလူညီကြီးမရောက်သေးလို့အမကြီးရောက်ရင်အကုန်လုံးကုန်ပြီတာမှတ်လိုက်ဖို့အာပါတရာအော်ပြောလိုက်ခြင်းသည်သို့တော်စိတ်ထဲကဆန္ဒသာဖြစ်သည် လက်တွေ့တွင်ကနှုတ်မှစကားတလုံးမှထွက်ခြင်းသောစိတ်မရှိချေထို့ကြောင့်အမဖြစ်သူမျက်နာကိုသာနှုတ်ဆက်စွာ ကြည်ညိလိုက်သည် အမဖြစ်သူပြန်သွားသည့်ညဝင် နာဂံဆောင်ရွက်ရသည့်ဝတ္တရားအတိုင်းဥစေရသည်လွေအိတ်ကြီးလွေကလူနီနောက်မှတဆိုင်ဆိုင်လိုက်လာခဲ့ရသည် ။ဤအချိန်သူတို့ရောက်လာတော့အိမ်ဒီသူ့အမအိမ်ဖြစ်ကြောင်းဦးစေရကောင်းကောင်းသိသည်။ရခင်ကလိုပင်အတားအဆီးမရှိပဲသူ့အမရှိသည့်အိတ်ခမ်းထဲသို့ရောက်လာသည်။ဦးစေရဤအမသည်တော်တော်ပင်ဝိရိယကောင်းသည်။လုံးဝမအိပ်ဖဲပစ္စည်းတွေထည့်ထားသည့်ကျွန်းတစ်တာကြီးပေါ်ဝင်စောင့်ကြောက်ထိုင်နေသည်။ခန်းအီသောယာတီဖြစ်သည့်အလျောက် လက်ရက်ခောက်ဆောင်အထူးကြီးကိုတကိုးလုံးတိုင်းချုံထားပြီးပြောင်ဖူးဖက်စစ်လိကြီးကိုမီးရဲရဲထအောင်တထောင်းထောင်းဖွာနေသည်လူနီကြီးသည်ဦးစေရအမကြီးကိုပွေပြီးတတအောက်သို့ချလိုက်သည်အဖွားကြီးသည်စစ်လိပ်ဖွာမပြတ်ဖဲစောက်ကြောက်ထိုင်လျက်ပင်တတဘေးမှရောက်သွားသည်ထို့နောက ပြုနေကြအတိုင်းလူနီကြီးကတစ်တာကိုဖွင့်ပေးသည်။ဥစေယာကရွှေဒီကိုလွဲအိတ်ထဲသို့ကျုံးထည့်သည်။ကိစ္စပြီးသောအခါလူနီကြီးသည် အဖွားကြီးကိုနေရာမပြတ်ပွေးပြီးတစ်တာပေါ်ပြန်တင်လိုက်သည်။အဖွားကြီးသည်စစ်လိတ်တောင်းလျက်စောင့်ကြောက်ထိုင်လျက်ပင်တစ်တာပေါ်ရောက်သွားသည်။ဥစေယာသည် အမကြီးဖြစ်ရပုံကို ရေကျင်လွန်းတော့လဲနှုတ်မှအတန်ထွက်မရပဲဖြစ်နေသည်။ နောက်တနေ့ရင်ကဥစေယျ၏အမကြီးသည် မောကြီးပန်းကြီးဖြင့်ဥစေယျထံရောက်လာသည်မလေးဒီတခိုးဟာငတက်ဖျားထက်စွမ်းနေဟဲ့ဟူသောစကားဖြင့်ဥစေယျကိုပြစ်စည်းပြန်ရအောင် အကူအညီတောင်းနေသည်ပြုမြဲဝတရားအတိုင်းပင်ဥစေယျကနဝိဇာညွန်ပြဟန်ဖြင့်ပြစ်စည်းတွေပြန်ရအောင်ညွန်လိုက်သည် လူနီကြီးဤဩဇာနာခံဆောင်ရွက်နေရသည်ကိုဥစေယျငင်းဝေးလာကြသည် စ္စည်းတွေကိုလူမသိအောင်တပင်တပန်းမြုပ်ဝဲရသည့်အလုံးမှလည်းဥစေရာမောပန်းစိတ်ညစ်လှကြည်ပြီသူများပစ္စည်းတွေကိုငါမယူခြင်းမှဘူးတခုခုတော့ငါလုံးမှဖြစ်တော်မင်းဒီလူနီကြီးဗမာနီလဲဆိုတာငါသိအောင်လုံးမှဖြစ်တော်မင်းဥစေရာကငင်းငွေစွာတွေးပြီးနောက်တစ်ကြိမ်လူနီကြီးနဲ့ဆောင်ရွက်ပွဲကိစ္စပြီးတော့အခါရခင်အခါများကအိတ်တော်ဟုလူနီကြီးကခိုင်းနေဥစေရာတစုံတရာမတွေးပဲအိတ်လိုက်သည် ယခုတစ်ချိန်တွင်မူအိတ်တော်ဟုလူနီကြီးကပြောနေဥစေရာသည်ဟန်မပြက်အိတ်ရာပေါ်လှဲချလိုက်သည်ယခင်လှဲချလိုက်သည်နှင့်မျက်လုံးမှိတ်လိုက်၏ယခုတစ်ချိန်တွင်မူစိတ်ကိုစူးစားတင်းထားပြီးမျက်လုံးကိုခတ်မင်းမိထားကလူနီကြီးတွားရာကိုလိုက်ကြည့်လိုက်သည်လူနီကြီးသည်ဝေးဝေးလန်လန်နေရာကိုမတွားချေ စူးကြုံရှင်းစဉ်ကသူရလာခဲ့ပြီးမိမိလျော့လျော့ဖြင့်ထားခဲ့သောကြိုးချီထားသည့်အယုတ်ကလေးရှိရာသူအိတ်သည့်ဘေးထရန်မှ တွက်လျှောက်ပေါ်ခုန်တက်သွားသလိုလိုမသေးမကွဲမြင်လိုက်ပြီးပျောက်သွားသည်ထိုအခါမှဥစေယစဉ်းစားမိလေပြီးလက်ဆက်သက်တော်ဒင်းကိုဥစေယများစွာစိတ်လက်ပေါ့ပါသွားကနှစ်နှစ်ခြိုက်ခြိုက်အိတ်လိုက်လေသည် နောက်တစ်နေ့တွင် အိမ်ရှိမကြီးပင်အောက်မှမီးတပုံဖို့ကတစုံတစ်ခုကိုပြာကျသွားအောင် အထူးဂယုဆိုင်မီးရှို့နေသောဦးစေရာကိုအိမ်နီးနားချင်းတွေက တွေ့ကြရသည်ဘလို့လဲဖွားဖွားဦးစေရာဆိုတာကအယုတ်ကလေးကိုမီးရှို့ပြစ်လိုက်တာလားအဖွားကြီးကအိမ်မအထီတာပြောပြ၍အိမ်မအထီတာရေးတာပြီးတော့မခင်ရွှေက သူ့ရေးထားသည့်များကိုဖတ်ပြပြီးဆုံးသောအခါအဖွားကြီးကို မေးလိုက်သည် အေးပေါ်ဆရာမလေးရဲ့ဒီအယုတ်ကတခိုးမွန်အောင်ထားပြီးသားအယုတ်လို့နားလေရသူတွေကပြောကြရင်အယုတ်ကိုမင်းနဲ့ရှို့လို့ကျွမ်းသွားပြကြသွားမှဥစေရလေဒီအကြောင်းကိုလူတွေသိအောင်ဖွင့်ဟပြောချင်စေရှိတဲ့အတိုင်းဖွင့်ပြောနိုင်တော့တယ်လေကွယ်အဲ့ဒီအချိန်ကဆိုရင်အဖွားတို့အသက်၁၀နှစ်ကျော်ကျော်လောက်ဖြစ်ရှိသေးတာပဲ ဦးစရာဆိုတဲ့အဖိုးကြီးဟာသူတော်ကောင်းဖြစ်လို့ဒါပေါ့နော်ဖွားဖွားဒါကြောင့်သာပစ္စည်းတွေပြန်ပေးတာပေါ့နော်မခင်ရွှေကပြောရင်ယခုခေတ်လူတွေဤစိတ်တဘောရာနှင်းနှိုင်းရှင်စဉ်းစားမိနေသည်ဟုတ်တယ်ဆရာမလေးရှေးခေတ်ကလူတွေဟာတစ္ဆာလည်းရှိတယ်တမာတိလည်းရှိတယ်သူတော်ကောင်းတရားလည်းပြည့်စုံတယ်ဒါကြောင့်သာပစ္စည်းတွေကို ပြန်ပေးတဲ့အပြင်အယုတ်ကိုပါမီးနဲ့ရှို့ပစ်တာပေါ့ အခုလူတွေဆိုရင်တော့လားကွယ်အဖွားကြီးဤစကားကို မခင်ရွှေကယာနှုံးပြေထောက်ခံလိုက်သည် ယခုခေတ်လူတွေသာဆိုရင်ဤလိုအယုတ်မျိုးတကောင်တည်းကိုနဲသည့်ထင်ကမိမျှလောက်ရုပ်ပွားတွေဖြစ်အောင်ကြံစီကြမည်ကို တွေးနေမိသည်အဖွားကြီးကဆက်ပြောလိုက်၏ရှီခိက သူတော်ကောင်းခေတ်ဖြစ်လို့လေလောကီပညာတွေဟာစီရင်တတ်သူရှိရင်ရှိသလားထက်ချက်မြင့်မြန်းနဲ့ဆွမ်းခဲ့ကြတာပေါ့ စီရင်တက်လို့စွန်းသွားတဲ့အဆောင်ပစ္စည်းကိုလည်းလူရုပ်မာတွေလက်ထဲမရောက်စေကြရဘူးသူတော်ကောင်းလက်ထဲရောက်ပြီးစွန်းချောင်းတာပြတာသူတော်ကောင်းကမတုံးမဲဖြက်စီးပြစ်လိုက်တာပဲအခုခေတ်လူတွေလက်ထဲရောက်သွားရင်လူတွေစိတ်ထားရုံမာသလောက်ရုံမာတဲ့အဖြစ်တွေဘလောက်များဖြစ်လိုက်မလဲကွယ်ဆရာမလေးတွေးကြည့်စမ်းဒါကြောင့်လေကောင်းတဲ့ဘက်မှာရောမကောင်းတဲ့ဘက်မှာရောထက်မြက်အောင် စွမ်းဆောင်စီရင်နိုင်တဲ့လောကီပညာနည်းတွေဟာပြတ်ကွယ်ကြကုန်တာပေါ့ရေးပြအိုင်ကမှော်အောင်ရုံလို့ကျမခေါင်းစဉ်တက်လိုက်ပါပြီဖွဖွာနောက်တစ်ခါပြောမယ်အထုပ်ပတ္တိကိုဘလူခေါင်းစဉ်တက်ရမလဲဖွဖွာမခင်ရွှေကမေးလိုက်တော့အခါအဖွားကြီးကပြုံးပြီးနားထောင်ရတာမပြင်းသေးဘူးလားဆရာမလေးရေဟုမေးလိုက်သည်ကျမဝါသနာပါပါတယ်ဖွဖွာပြောတာပြောပါအေးပြောရတာပေါ့ဟဲ့သမီး ကိုငွေတွေအိုးနဲ့ထဲပြီးမြုပ်ထားတယ်တည်သွားတယ်လူဟာလေငါနာမည်မိတ္တေဖြစ်နေတယ်ဟုအဖွားကြီးကမခင်ရွှေကိုပြောနေရမှနဖက်ရည်ချမ်းတောက်နေတော့သူ့တမီးကိုလှမ်းမိလိုက်သည်ဦးကြီးဦးရွှေအိုးပေါ်အမီရဲ့တမီးဖြစ်သူက ပြန်ဖြေလိုက်၏ဩအေးအေးဟုတ်ပြီဟုတ်ပြီရွှေအိုးရွှေအိုးမဆိုင်ရမတောက်ရငွေရီမြှုပ်ပြီးတေတော့လေသူ့နောက်တပြားမှပါမသွားပဲပြီးပြီးနောက်မ ို့ပစ္စည်းနဲ့ကိုနာမည်ပြက်ရသေးတယ်ကွယ်ဟုတ်ကဲ့ဒါလဲစိတ်ဝင်စားစရာကောင်းပါပဲနော်ဖွားဖွားသူ့ကိုရောဘလို့ခေါင်းစည်းတက်ရမလဲဟုမခင်ရွှေက မေးတော့အခါရေပြာအိမ်မအုတ်စယူးလို့သာရေးလိုက်ပေါ့ဆရာမလေးရဲ့ ဖတ်ပြပေးသွားတယ်ဝိထုလေးကိုကြိုက်နှစ်တတ်မယ်ဆိုရင် like and share လေးလုပ်ပေးပါနော်ခြေပြာအိုင်မအုတ်ဆယူဆိုတဲ့ဇလန်းလေးကိုလည်းစောင့်မျှော်အားပေးကြပါအောင်ရှင် channel လေးကိုလည်း subscribe လုပ်ဖို့မမေ့ပါနဲ့နော်